အာဒီတမဝတမဝါစားဆိုတာဟာဒိနေစကားမပါရင်ဆဲတဲ့စကားမပါရင်ဂုံးတိုက်တဲ့စကားမပါရင်အပြင်းအပြင်းပြောတဲ့စကားမပါရင်သူ့တမ္မာပြီလို့ထင်ကျင်စရာကြီးပေါ့တမားတဲ့စကားဖြစ်ပြီလို့ထင်ကျင်စရာကြီးပေါ့ဒါဖြင့်တမားတဲ့စကားဖြစ်ပြီလို့ထင်ကျင်စရာကြီးဆိုရင်အခုနကပြောခဲ့တယ်သူဒီခုနကသူ့သမီးလိုချင်တာနဲ့မို့လို့တယောက်ကမှနဲ့စကားပြောတဲ့အခါမှာဒီစကားပြောတာဆိုရင်တော့ငါတို့တမဝါသားမဖြစ်ဘူး ဘာဖြစ်လို့ဒီတဏ္ဍဝါသမဖြစ်ဘူးလို့ပြောရတဲ့တုံးလို့ဆိုအခုဖြုတ်ခွင့်ရမယ်တဏ္ဍဝါသလို့ဆိုတဲ့စကားရဲ့တည်တဲ့နေရာကမိစိမပฏิပဒါကိုဟောတဲ့နေရာမှာဒီတဲ့နေရာအခုသူဟာကမိစိမပฏิပဒါမဖြစ်ဘူးမိစိမပฏิပဒါရဲ့အောက်အစွန်းဖြစ်တဲ့ကာမတုခန္ဓိကံညောကအစွန်းမှာညှိပြီးမှသူကဒီစကားပြောတဲ့စကားဖြစ်တဲ့အတွက်ဒီပြောတဲ့စကားဟာမတမာတဲ့စကားပဲဟောပြောရမှာနော်ဒါတမားတဲ့စကားနဲ့မတမားတဲ့စကားကဒီပုံဒီနီးခွဲကြမှာလို့ပြောရမယ်။အဲ့တော့ကျုပ်တို့တွေက ဒီသမဝါစာကိုလည်းဖွင့်တဲ့အခါမှာသမဝါစာသမဝါစာရဲ့ကထာအတိုင်းပဲဖွင့်ရမှာလို့တလို့မဆိုလို့ဒါတော့မကဘူးလို့ပြောရမယ်ဒီကထာဆိုရတဲ့ဒီမဂ္ဂင်ရှိပါရဲ့နေတဲ့နေရာအမဂ္ဂင်ရှိပါရဲ့နေတဲ့နေရာပါပြီလေကာမတုခန္လီကနိယောကအစွန်းအတ္တကိလေသာနိယောကအစွန်းဆိုတဲ့သူ့ရဲ့တည်နေတဲ့နေရာကအစွန်းနှစ်ခုရဲ့အလယ်မှာတည်နေတာဒီအစွန်းနှစ်ခုရဲ့အလယ်မှာတည်နေတဲ့အရာဖြစ်တဲ့အတွက်ဒါကိုဖွင့်ပြီလို့ဆိုရင်သူ့တရားနဲ့အရာမှန်ယုံနဲ့မပြီးဘူးဒီအစွန်းနှစ်ချက်ကလည်းပဲမညှိမှလို့ ဒါလိုပြောရမယ်မဂ်ကြီးရှိချက်ကိုဖွင့်တဲ့အခါမှာအဲ့တော့ကျွတို့အမြင်ဆိုရင်လည်းပဲတမာတဲ့အမြင်ဆိုရင်လည်းပဲတမာတဲ့အမြင်ဆိုရင်မတမာတဲ့အမြင်လည်းရှိတယ်လို့ဒီလိုပြောရမှာပဲဟာတမာတဲ့အမြင်ကဘယ်လိုအမြင်တော့မတမာတဲ့အမြင်ကဘယ်လိုအမြင်တော့ခွဲเสียတော်တော်ခက်တယ်လို့ဒီလိုပြောရမှာပေါ့တမာတဲ့အတွေးတမာတဲ့အတွေးနဲ့မတမာတဲ့အတွေးဆိုတာဘယ်လိုလောက်ခွဲမှာတော့အခွဲเสียခက်လာပြီအဲ့လိုပဲတမာတဲ့အပြောမတမာတဲ့အပြောတမာတဲ့အလုံးမတမာတဲ့အလုံးတမာတဲ့ကျိုးဆိုရင်တမာတဲ့အနေမတမာတဲ့အနေ တမာတယ်ကြိုးစားမှုနဲ့မတမာတယ်ကြိုးစားမှုဒါပဲလို့လို့ခွဲကြမတုံးလို့ပြောကြဖြစ်တယ်။အဲဒါလို့ခွဲကြပြီလို့ခွဲကြမယ်လို့ပြောတဲ့အခါကျတော့သူ့တရားအနေထားအရအမြင်ရဲ့ချစ်ချော်နေတဲ့အနေထားလောက်ကိုဓမ္မတမာတဲ့အမြင်လို့ရှင်းရှင်းကြားကြီးအမြင်ကမချွတ်ချော်တဲ့အနေထားဆိုလို့ရှိရင်မှန်းနေတဲ့အနေထားဆိုလို့ရှိရင်တမာတဲ့အမြင်လို့ရှင်းရှင်းကြားကြီးလို့ဘယ်လိုပြောရမလဲဗျ။အဲဒီရှင်းရှင်းကြားကြီးအတိုင်းလဲရှင်းရှင်းသွားကြတာဗျ။ဘယ်လိုရှင်းရှင်းသွားကြတော့ဆိုရှေးကာကတမာဒိဋ္ဌိ သမာဓိအမြင်သမာဓိအမြင်ကိုဖွင့်ပြီလို့ဆိုတော့ဘယ်လိုဖွင့်အောင်ဆိုတော့သမာဓိအမြင်ဆိုတာတဲ့ကမ္မတ္တကာရကောနတ္တိဝိပါကတ္တသဝေရကောသုဒ္ဓဓမ္မပုဝတ္တန္တိဧဝန္တံသမထတ္တနံဆိုတော့သမထတ္တနံဒါဓမ္မဒိဋ္ဌိပဲပေါ့လို့သမာဓိတ္တိကဧဝန္တံဧဝန္တံဆိုတာဒီလိုဟာဓမ္မဒိဋ္ဌိလို့ဒီလိုဒီလိုဆိုတာဘယ်လိုဟာတော့လို့မေးတဲ့အခါကျတော့ကမ္မတ္တကာရကောနတ္တိဝိပါကတ္တသဝေရကော သုဒ္ဓဓမ္မပုဝတ္တံဒီဆိုတာကမ္မတကာရကောနတ္တိကံလုတဲ့သူရှိဘူးဝိပကတ္တဝေရကောဩဝိပက္ခံထားတဲ့သူလည်းမရှိဘူးသုဒ္ဓဓမ္မပုဝတ္တံဒီတကယ်ကိုစင်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 သဘောကလေးတွေပဲဖြစ်နေတာဟောသူပြောပြီဘာဖြစ်လို့ဆိုဒီတဲ့တမာတဲ့အမြင်ရှိရမလားပေါ့တမာတဲ့အမြင်ဆိုတာဟုတ်တဲ့အမြင်ပေါ့တကယ်ပဲတကလေးတွေပရမကလေးတွေတက်စီစီတလီလီနဲ့ကျွလို့ထဲမှာဖြစ်နေတာတတုတ်တုတ်တရှုပ်ရှုပ်နဲ့ကျွလို့ထဲမှာဖြစ်နေတာ မမှန်ဘူးလားလို့မေးရင်မှန်လိုက်တယ်မှာဖြစ်ချင်းဟုတ်လိုက်တယ်မှာဖြစ်ချင်းအဲ့ဒါလို့ဟုတ်တာအဆင့်ထိမှန်တာအဆင့်ထိစင်စင်လေးမြင်သွားတဲ့အမြင်ကိုသမာဓိဖြစ်လို့ဖွင့်ပြီဗျာဟာဒါပြည့်အဲ့ဒါမဟုတ်လို့လားသမာဓိဖြစ်ဆိုတာမတမာတဲ့အမြင်မှမဟုတ်ပဲတကယ်ပဲကျုပ်တို့ထဲမှာယုံနာနေတတုတ်တုတ်တလုံးလုံးတရှုပ်ရှုပ်နေဖြစ်ပြနေတာတကယ်ဖြစ်ပြနေတာကျုပ်တို့စိတ်ထဲကနေသင်ပြီးဖြစ်ပြတာမဟုတ်ဘူးတကယ်ပဲကျုပ်တို့ကိုယ်တည်းက အသွေးတွေအပါတွေအကျောတွေအယိုးတွေရုပ်တွေနန်းတွေအခုလူကိုကြည့်လိုက်လို့ရှိရင်သူတို့ကြည့်လိုက်တဲ့အားတွေကတတုတ်တလုံးလုံးတရှုပ်ရှုပ်ပြက်နေတာတကယ်ကိုဖြစ်ပြက်နေလို့ဖြစ်ပြက်နေတာကိုမြင်တာတကယ်ဖြစ်ပြက်နေလို့မဟုတ်ဖြစ်ပြက်နေတာမြင်တာစမာတဲ့အမြင်မဟုတ်ဘူးလားမှန်တဲ့အမြင်မဟုတ်ဘူးလားလို့မေးဟုတ်တယ်မှန်တဲ့အမြင်အဲ့ဒါမှန်တဲ့အမြင်ဖြစ်တဲ့အခါကျတော့အဲ့ဒီဟာကိုသမာဓိတိအရာကောက်လိုက်ရောအဲ့ဒါကိုလည်းသမာဓိတိအရာ ကောက်လိုက်ရောလူမရှိတော့ဘူး တမာရီဒီအရာကောက်လို့ရှိရင်လူရှိလို့တော့မဖြစ်ဘူးကွာတဲ့လူဆိုတာမရှိဘူးတဲ့လူဆိုတာသိပြောတာလည်းမဟုတ်ဘူးအသားပြောတာလည်းမဟုတ်ဘူးအကျော်ပြောတာလည်းမဟုတ်ဘူးအရေပြောတာလည်းမဟုတ်ဘူးဘဒုရာရောတေသောဝါရောပြောတာလည်းမဟုတ်ဘူးနန္တရားတွေပြောတာလည်းမဟုတ်ဘူးလို့ဆိုတော့လူဆိုတဲ့အရာတကယ်ရှိတာမဟုတ်ဘူးဟောဒီယုတ်တဲ့နန္တတရားတသုံးသုံးနှလုံးလုံးနဲ့ဖြစ်ပြပြီးတကလားသိရှိနေတာကမှတကယ်အရှိဆိုပြီးတကလားအဲ့ဒါဟာတမာဒိဋ္ဌိပေါ်ဆိုပြီးတော့ဟောကောက်ကြတယ်တကယ်လည်းပဲဟုတ်တဲ့အတိုင်းမြင်တာမဟုတ်ဘူးလားဆိုဟုတ်လိုက်တော့မှသိချင်းဗျာ ဟုတ်တဲ့အတိုင်းမြင်တာဟုတ်တယ်လို့ဆိုရင်ဖြင့်သူ့ကိုဘယ်လိုလုပ်ပြီးတော့တမာတိတိမဟုတ်ဘူးလို့ပြောမတော့ဟုတ်တဲ့အတိုင်းမြင်တာဆိုရင်ကဲဒီအမြင်ကိုကျွတ်တော့တမာတိတိလို့လုပ်ပြီဆိုရင်အဲ့ဒီဟာကတမာတိတိလုပ်ပြီဆိုကျွတ်တော့မရှိတော့ကျွတ်တော့မရှိဘူးလို့ဆိုလို့ရှိရင်ကျွတ်တော့မရှိတဲ့အတွက်ကျွတ်တို့တွေရဲ့ပေးကြတယ်ယူကြတယ်ပြောကြတယ်ဆိုကြတယ်လုပ်ကြတယ်ခိုင်းကြတယ်ဆိုတာတွေဘာမှမရှိရတော့မလို့ဖြစ်ဒါတွေရဲ့အမှားမှန်တာလည်းပြောစရာမရှိတော့ဘူးကိုမမရှိတာဆိုတော့လည်းပဲကိုလုံးတာရဲ့အမှားမှန်ဆိုတာလည်းမရှိတော့ဘူးပေါ့ အဲ့သူကမရှိတော့ဘူးဆိုတော့သူလောက်တာရဲ့မှားမှန်ဆိုတယ်မရှိတော့အဲ့လိုမျိုးလို့ဖြစ်သွားမှာဆိုတော့ပြုတုတရားဒါပြင်ဒါကြီးကမှားသလားမှန်သလားဆိုဒါတကယ်မှန်တယ်တကယ်မှန်တယ်ဆိုရင်ဒီလိုဆိုရင်မက္ခအရိယတစ္ဆာတွေကတမာဒိဋ္ဌိဖြစ်မလားလို့နေမဖြစ်ဘူးဟာဘာဖြစ်လို့မဖြစ်တာတော့မက္ခအရိယတစ္ဆာတွေကတမာဒိဋ္ဌိဘာဖြစ်လို့မဖြစ်တာတော့မေးတော့ဘာဖြစ်လို့မဖြစ်တာလဲလို့ဆိုတဲ့ဟာကြတော့သူတကယ်လဲမှန်တယ်လို့ပြောရဲ့ အခုမဂ္ဂင်၈ပါးတည်းကသမာဓိတည်းလည်းမဟုတ်ဘူးလို့ပြောလဲဆိုတော့ဘယ်လိုလုံးလို့မေးလို့ရှိရဲ့ဒီမဂ္ဂင်၈ပါးဆိုတာမေးစီပါပฏิပဒါတရားအလေလတရားဒီအလေလတရားကို ဖွင့်တဲ့အခါမှာသူ့တရားရေးရမှန်တဲ့အမြင်လို့ဆိုတာလေးကိုမြင်ရတဲ့ဟာလေးတကယ်မှန်ယုံနဲ့မယူလိုက်နဲ့လို့သူပြောတယ်သူ့မေးစီမပฏิပဒါတရားဖြစ်တဲ့အတိုင်းသူ့မေးစီမမရှိအောင်ပြန်စဉ်းစားဒီကောင်မေးစီမမဖြစ်ဘဲနဲ့အစွန်းတစ်ခုကိုကတ်နေတယ်ဆိုရင်ဒီထဲထဲဝင်တဲ့တရားမဟုတ်ဘူးလို့သူလို့ဆိုလိုတာတကယ်ပဲမေးစီမ အဖြစ်အမြင်ဘက်ကို तू ရောက်တလားလို့မေးလို့ရှိရင် तू အတ္တကိလေသာညောကဖြစ်နေဘာဖြစ်လို့ तू အတ္တကိလေသာညောကဖြစ်နေတယ်လဲလို့ဆိုတော့ तू အာယုကဖြစ်နေဘယ်လိုအာယုကဖြစ်နေတော့ဆိုလို့ရှိရင်ယုတ်တဏ္ဍတ်တွေတသုတ်တုတ်တလုတ်လုတ်တရှုပ်စုပြတ်နေတယ်တသုတ်တုတ်တလုတ်လုတ်တရှုပ်စုပြတ်နေတဲ့အတွက်ဘာဖြစ်တယ်လဲကြီးနာနေကိုအဖြစ်တင်သလားတို့မို့ဒီကြီးယုတ်တွေကိုပဲအဖြစ်တင်သလားဒီယုတ်တရားအဟုတ်မဟုတ်ပါဘူးဒီနာနေရာအဟုတ်မဟုတ်ပါဘူး ਨੇ तू အဖြစ်တင်တယ် အပြစ်တင်ပြီးတကလားဒါရီယာတောင်သူညီးမွေပြီးတကလားဒါရီယာနေဆက်ဆုပ်သွားအောင်မယ်ဒီတော့ဘာဖြစ်တယ်လဲလို့ဆိုဒါသူယူပါနဲ့အာယူပါကိုချင်းကပ်နေပြီယူပါနဲ့အာယူပါကိုချင်းကပ်နေပြီဆိုယူပါနဲ့အာယူပါချင်းကပ်မှုဟာအတ္တကိလေသာညောကအချင်းဘာလို့ယူပါနဲ့အာယူပါချင်းကပ်တာလောက်အတ္တကိလေသာညောကဖြစ်တာလဲမရှိဘူးလို့ဒီလိုပြောရမယ်ဟောတယ်လို့ဆိုတော့အတ္တကိလေသာညောကအချင်းဆိုတာကအစွန်းတစ်ခုအဲ့ဒီလိုအစွန်းတစ်ခုဖြစ်တဲ့အတွက်ဒီအစွန်းကြီးနေတာကြောင့်ဒီဟာတော့ဖြင့်တမာဒိဋ္ဌိမဟုတ်ဘူးလို့ဒီလိုပြောရမယ် အဲ့တော့ကျုပ်တို့တွေကမဂ္ဂင်ရှိချက်ကိုကြည့်တဲ့အခါမှာမဂ္ဂင်ရှိချက်ရဲ့အ내ဖွင့်တဲ့အခါမှာတကယ်မဂ္ဂင်ရှိချက်ရဲ့အ내ဖက်ကတဏ္ဍာကလေးတွေလည်းပဲစိနေအောင်ပါရမယ်ဆိုတော့စကလုံးနဲ့ပေါ့ဗျာစကလုံးရဲ့တကယ်ရှိတဲ့အ내တိုင်းလည်းပါရမယ်နောက်ပြီးတော့သူမိသမပฏิပဒတရားရဲ့အ내ဖြစ်တယ်လို့ဆိုတဲ့အတိုင်းမိသမပฏิပဒဖြစ်အောင်မိသမဖြစ်အောင်ကလည်းပဲသူယူရမယ်လို့သူဆိုတာအဲ့ဒါလို့မိသမဖြစ်အောင်ယူရမယ်လို့ဆိုတဲ့အခါကျသူတို့ကဘာပြောရမလဲလို့ဆိုတော့အမှားမှန်တွေကို သူတို့ကကျင့်ရတော့အမှန်အမှန်နေဘယ်လိုကျင့်မလဲလို့ဆိုလို့ရှိရင်သူမတမာတဲ့အမြင်မတမာတဲ့အတွေ့မတမာတဲ့အပြောအလုပ်အနေမတမာတဲ့ကြိုးစားနှိုးကြားစိတ်ထားဆိုတာရှိတယ်လို့တမာတဲ့အမြင်တမာတဲ့အတွေ့တမာတဲ့အပြောတမာတဲ့အလုပ်တမာတဲ့အနေတမာတဲ့ကြိုးစားနှိုးကြားစိတ်ထားဆိုတာရှိတယ်။ဟောဒီနှမျိုးလေးပြောရမှာပေါ့။ကောင်းပြီဒါလို့ဆိုရင်မတမာနဲ့တမာဆိုပြီးတကလား။ဒီလူနဲ့လူတဦးနဲ့တူဆက်ဆံတဲ့အခါမှာဆက်ဆံဖို့အချင်းရာရှစ်ချက်ကိုပဲမတမာနဲ့တမာနဲ့ခွဲလိုက်တာ မတမာနဲ့တမာခွဲတဲ့အခါကျတော့သူကဘယ်လိုခွဲမလဲဆိုတော့အစွန်လန်းနဲ့ပါတဲ့ဟာတွေကမတမာတွေအစွန်လန်းနဲ့မပါဘဲနဲ့အလယ်လက်ဖြစ်တဲ့ဟာကတမာဟောဒါလို့ပြောမှာကြာဒီလိုမတမာတိရင်တမာလဲသိတော့တာပေါ့အစွန်လန်းနဲ့ပါတဲ့ဟာတွေကမတမာတွေဆိုတော့အစွန်လန်းကဘသူတွေလို့ဆိုကာမတုခံလီကနေယောဂလန်အတ္တကိလမထာနေယောဂလန်ကာမတုခံလီကနေယောဂလန်လဲမတမာတဲ့ဟာတွေပဲအတ္တကိလမထာနေယောဂတဲမှာပါတဲ့ဟာတွေလည်းပဲမတမာတဲ့ဟာတွေပဲ ကောင်းပြီလို့ဆိုရင်ကာမတုခံလေးကနိယောဂဆိုတာဘာတွေမို့လဲအတ္တကိလေသာနိယောဂဆိုတာဘာတွေမို့လဲလို့သူတို့ရှင်းကြအောင်ဒါလဲတော်တော်ကိုလည်းမရှင်းကြဘူးလို့ပြောကြလို့ကာမတုခံလေးကနိယောဂဆိုတာကာမတုခအန်လိကအနုယောဂပေါ့ဗျာကာမဆိုတာကအစင်းအတန်နှံ့ရတာအတွေ့အထိလို့ဆိုရက်မျက်စိနဲ့မြင်စရာနားနဲ့ကြားစရာနှာခေါင်းနဲ့အနှံ့ခံစရာရှာနဲ့အရသာခံစရာကိုယ်ကာယနဲ့အတွေ့အထိခံစရာအာယုငါးပါးကာမဂုဏ်တရားပေါ့ဒါကာမ ဒုက္ခဆိုတာအဲ့ဒီကာမတွေကိုကိုယ်ကနေလက်ခံပြီးတကလားသုံးသပ်လိုက်လို့ရှင်ပြင်ချမ်းသာသွားအဲ့ဒီကာမကပေးတဲ့ချမ်းသာကာမဒုက္ခလို့ပြောအန္လိကဆိုတာအန္လိကဆိုတာညိကအဲ့ဒီကာမချမ်းသာတွေကိုညိကပြီးနေနေတယ်ဒါကာမဒုက္ခလိကလို့ပြောရမှာပေါ့ကာမပေးတဲ့ချမ်းသာကိုခံစားမှုတဲ့အတွက်အဲ့ဒီခံစားမှုရတဲ့ဟာကိုနောက်ထပ်ခံစားခြင်းနဲ့နောက်ထပ်ခံစားခြင်းနဲ့အဲ့ဒါတွေတစ်ခုမှကျွတ်တော့ကနေပယ်ရမှာမဟုတ်ပါဘူးလို့ဒီလိုပြောခြင်းနဲ့ ပယ်လို့လည်းရမှာမဟုတ်ပဲခဏပဲရမှာပဲအဲ့တော့ဓာရီဥပယ်နေလေကျွတ်တော့မောရုံရှိမှာပဲဒီလိုကျွတ်တော့တခါဘာတန်းရဲ့အစွန်းတော့အစွန်းဆိုတာဘယ်ဟာကိုပြောတာတုံးတော့မေးတဲ့ခါကျတော့အစွန်းကအနုယောဂါလို့